နေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုကိုမောင်မောင်စူးစီးတင်ဆက်ထားပါတယ်။ဇေနန်ကျောင်းရှေ့ဘက်က PDF တွေရှင်းပေးစေချင်ပါတယ်တဲ့။ကဲအမှန်တရားကိုချစ်မြတ်လို့သူကပြောတယ်နော်။ဇေနန်ကျောင်းအရှေ့ဘက်ကအဲ PDF တွေကိုရှင်းပေးပါတဲ့။ကိုမောင်နဲ့ပြည်သူကိုကြည့်ရင်ကိုမောင်ဘောကအေဂျင့်ဆိုနေရမှာကိုမောင်တို့စိတ်မပူပါနဲ့ကိုမောင်ကခင်ဗျားတို့ပြည်သူတွေအတွက်ပဲဆိုရင်တာပါ ဲ့တော့ပြည်သူအတွက်ကြည့်တဲ့နေရာမှာဆိုတော့ဥမင်းအွန်လိုင်းကိုကျွန်တော်တို့ထောက်ခံတဲ့နေရာမှာမှန်ကန်တဲ့လမ်းနဲ့ထောက်ခံသလိုပြည်သူကိုကြည့်တဲ့နေရာမှာမှန်ကန်တဲ့လမ်းချီနန်းနဲ့ကြည့်ဖို့လိုတယ်ပြည်သူပြည်သူပြည်သူဆိုပြီးလုံးသမျှမှန်တယ်ဆိုပြီးတော့အားပေးတဲ့အထဲမှာကျွန်တော်မပါဘူးပြည်သူဆိုတာကျွန်တော်တို့မိတ်ဆွေလို့သဘောထားရမှာဖြစ်တယ်နော်ဒီကောဝယ်ပြီးနေစစ်မှုထမ်းဥပဒေပဲဖြတ်ပေးဖို့ပြောပြပါရတယ်လုံးဝမဖြစ်နိုင်တော့ပါဘူးစစ်မှုထမ်းဥပဒေအမြင့်တွေသွားပါပြီမြန်မာနိုင်ငံမှာဆစ်ရှိနေသည်ဒီစစ်မှုထမ်းဥပဒေက အခုပဲရှိတယ်ကျွန်တော်တို့မျှော်လင့်လို့ရတာတခုပဲရှိတယ်စီးနဲ့ကန်းနဲ့လမ်းမှန်စခန်းမှန်ဖြစ်သွားမယ်လို့တော့မျှော်လင့်လို့ရတယ်ကျန်တာကတော့ကျွန်တော်မျှော်လင့်လို့မရဘူးတော့ဒီစေမနာဥပဒေကတော့ခိုင်သွားပါပြီဗျာသိလားကမောင်ကြီးကကျွန်တော်တို့ပြည်သူတွေပြည်သူတွေပါရတယ်နိုင်ငံရေးလည်းနားမလည်ပါဘူးကမောင်ကြီးကမောင်အနေနဲ့အမှန်တရားတွေကိုရိုးရှင်းစွာရှင်းပြပေးပါကျေးဇူးပါကျေးဇူးပါနော် AR ချင်းနေ AR ချင်းနေအခုချိန်ထိငိန်ငိန်နေတဲ့ရေခဲပါပဲနော်ရေခဲပဲလို့ပြောရမှာပါအဲကျွန်တော်အကုန်လုံးတင်မယ်မဟုတ်လားခဏစား ဟုတ်တယ်တဲ့ပြည်သူကျွေးတဲ့ထမင်းစားပြီးပြည်သူကိုတတ်နေတာလေးကိုပြောပြပါအောင်တဲ့ပြည်သူကျွေးတဲ့ထမင်းကိုစားပြီးပြည်သူကိုတတ်နေတာအေးပေါ့ငါတို့ပြောတာပြည်သူကိုတတ်ရုံမှန်လို့ရှိရင်ပေါ့အခုမြန်မာနိုင်ငံမှာငင်းချမ်းတဲ့နေရာရှိတယ်မငင်းချမ်းတဲ့နေရာရှိတယ်စစ်မှုထမ်းလို့ခေါ်မှာဆိုတိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေရှိတယ်စစ်မှုထမ်းတွေမတရားဆွဲနေတဲ့နေရာရှိတယ်နော် ပြည်သူကိုတတ်ရုံမှန်လို့ရှိရင်တော့ ငင်းကြတဲ့နေရာတွေမှာတာမှာအဲ့နေရာတွေမှာတာရလိမ့်မယ်ဒါပေမဲ့အဲ့နေရာတွေမှာတော့ဘာမှမဖြစ်ပဲနဲ့စစ်ပွဲရဲ့အကျိုးဆက်ကိုခံစားနေရတာပါအဲ့တော့တစ်ဖက်ဆောင်းနေတော့ပြောလို့မရဘူးစိတ်တော့မကောင်းဘူးညသိလားတစ်ဖက်ဆောင်းနေတော့ပြောလို့မရဘူးစစ်ရဲ့အကျိုးတရားတွေအားကြောင့်မလို့လက်နက်ကင်လန်းစင်ကိုကျွန်တော်လုံးဝအာမပေးဘူးလို့ကျွန်တော်ပြောပြအောင်နေရနော်အဘသားတွေစစ်မှုထိုင်းခိုင်းပါလားတဲ့အနိုင်ငံတွေမှာနေရသူအဘသားပဲဖြစ်အမေသားပဲဖြစ်အကုန်လုံးထိုင်းရမှာပဲသိလား အဲ့ခင်ဗျားတို့ကသာအဘသာအမေသာခွဲနေတာစစ်တပ်ကအဘသာလည်းမခွဲချောင်းအမေသာလည်းမခွဲချဘူးသူစီမင်းစီကံလုံရုံလုံစင်လမ်းစင်ပဲရှိပါတော့မောင်းတော့ငပလီတဲ့ပြန်ဖွင့်ပေးလိုက်ပြီအမြင်လေးပြောပြပါအောင်တဲ့အော်ဘောင်းမောင်းတော့ပလီပြန်ဖွင့်ပေးလိုက်ပြီအမြင်လေးပြောပြပါအောင်ဆိုတော့အဲ့တော့ကျွန်တော်ရခိုင်ပြည်နယ်နဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်ပြောပါတယ်မအေးအေးဝင်းစီစဉ်နေတဲ့စီစဉ်ချက်ဖြစ်တယ်ဆိုတာကျွန်တော်ပြောပြနေပြီးသားဖြစ်တယ်နော်အဲ့တော့ ခင်ဗျားတို့ရခိုင်ပြည်နယ်မှာကြာဆုံးသွားသောစစ်သည်တွေရဲတွေကျွန်တော်ညီလေးတွေအားလုံးအားလုံးအားလုံးကိုကိုစားကျွန်တော်စိတ်မကောင်းအကြီးအကျယ်ဖြစ်ရတာ။ဘာကြောင့်လဲဆိုတော့သူတို့လေးတွေဟာနိုင်ငံတော်အဆင့်ဖျဲသီးလောက်ခံရတာ။နော်ဖျဲသီးလောက်ခံရတာပါ။နိုင်ငံတော်အဆင့်နော်။အဲ့တော့ကြာဆုံးလေပြီးတော့တပ်မတော်သားတွေတစ္ဆာကိုစောင့်တိရုပ်ပြသေးပါမယ်ဆိုတော့ခံယူချက်ရှိတဲ့စစ်သားတွေတော့တည်ကြလိုက်မယ်နော်။အဲ့တော့ အခုထုံမြတ်နိုင်တို့ရခိုင်ပြည်နယ်မှာခြေရှုပ်နေပြီเนาะဟိုမှာမောင်းတော်မှာလည်းရှိတယ်ပူးစီတောင်းလည်းသွားဟိုလည်းသွားဒီလည်းသွားပါပဲအဲ့တော့ရခိုင်ပြည်နယ်ထဲမှာဟိုတနေ့ကတော့ဘုံလေးကျဲပြတယ်ပေါ့ဗျာเนาะအေးစခန်းဘုံကျဲပြတယ်လို့ပြောတာပေါ့ဒါပေမဲ့အခုရခိုင်ပြည်နယ်မှာတိုက်ပွဲတွေပြန်ပြီးတော့လုံးဝမဖော်ဘဲနဲ့ကျွန်တော်ကြည်တာပေါ့နော်အေးအေးနဲ့ကျွန်တော်အဲ့ကြောင့်ကျွန်တော်မင်းတို့ခင်ဗျားတို့ပြောလဲခင်ဗျားတို့သိမ့်မရုပ်ပြခင်ဗျားတို့ကျွန်တော်တို့ရဲ့ဒီစစ်ကောင်းဆောင်တွေ တဘုံကိုအပြုတ်တိုက်နိုင်လောက်တဲ့အခြေချင်းမရှိဘူးတဘုံနဲ့ပေါင်းစားနေလဲငါဒုက္ခမပေးနေတော့ငါလည်းနင့်ဒုက္ခမပေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ညှိစားပေါင်းစားမယ်အစ်စ်မှာဆိုတော့အော်အဲခင်ဗျားတို့ပြောတဲ့ခါမှာခင်ဗျားတို့စက်တက်ထောက်ခံဆိုပြီးအရန်ကိုကြုံမုံရတယ်နော်ဝေးမကြည့်နဲ့လေခင်ဗျားတို့ခုနောက်သုံးအောင်ပဲကြည့်လိုက်လေ MNDA နဲ့စက်တက်နဲ့ဘလို့ပေါင်းစားသွားပြီလေဟို TNL လေးလည်းစက်ပေါင်းစားဖို့ကြိုးစားနေအခု AA နဲ့ပါစက်ပေါင်းစားဖို့ကြိုးစားနေတာနော်အခုကချင်းပြည်နယ်ကချင်းပြည်နယ်မှာ KIA ရတိုက်လို့မတိုက်လို့ရှိရင်ပေါင်းစားအောင်ပါ အဲ့တော့သူ့မှာပေါင်းစားဖို့တော့အမြင်ပဲရှိတာကျန်တာပါမရှိဘူးအဲ့တော့လောက်ကယ်သားတွေအဲ့လိုပေါင်းစားမယ်စိုးစီးတဲ့လုပ်လေစိုးစီးစီးတဲ့ကလုပ်လိုက်လေနော်ကျွန်တော်ပြောချင်တာနောက်ဆုံးလဲဆုတ်လိုက်အခုဘာမှမဟုတ်ဘူးအကုန်လုံးကအရှိမတေးပေးခဲ့ရတယ်သူတို့ရဲ့ပေါင်းစားခြင်းနဲ့အခုသိမ့်မကြခင်မှာအခုဒါရခိုင်ပြည်နယ်မှာကျွန်တော်ကြီးရတယ်လို့ဆိုရှင်အေးအေးဟာနေရာတစ်ခုရသွားလိမ့်မယ်နော်နေရာတစ်ခုရသွားပြီးတော့အဲဘယ်လိုခေါ်မလဲ လုံးဝပေါ့နော်အာရခိုင်ပြည်တော်ခွဲပြီးအုပ်ချုပ်ကြမဲ့အခြေအနေမျိုးရှိတယ်ဆိုတော့ကျွန်တော်ကအခုကြောက်ဖြူတို့ဒီဘက်ချမ်းတွေကိုတော့အဲစစ်တပ်ကစီးထားပြီးတော့ကျွန်တော်တို့ဟိုဘက်ချမ်းတွေကိုတော့ဒါမြောက်ပိုင်းကိုတော့ကြည့်ရတာအေးလက်ထဲမှာအသားကြီးထားမဲ့ပုံစံမျိုးတွေတွေ့နေရတယ်အဲ့တော့စိတ်မကောင်းနော်အော်လို့ရှင်ဒါပြောလို့ရှင်စောစီးလို့လေအခုမှတော့ရှေ့မှာတော့ကြာဆုံးခဲ့ပြီဒုက္ခတွေရောက်ခဲ့ပြီ ကျမနာမည်ဓမ္မအေးဝဲမှာကောင်းဆောင်နဲ့အကောင်လည်းကောင်းလာဖြစ်ပြပါဦးတဲ့ကောင်းတဲ့ကောင်းဆောင်ရှိသလိုမကောင်းတဲ့ကောင်းဆောင်ရှိပါလားကိုမောင်နဲ့ပြည်သူတွေကိုမတ်ပြောတာမတရားပေါ်တာဆွဲတာတရားလားကိုမောင်လဲလုံးဝမတရားပါဘူးအဲ့ကိစ္စကအခုဥမေအွန်လိုင်းတို့ဒါလွတ်ထားတယ်ပေါ့နော်နိုင်ငံတော်အဆင့်တနည်းအားဖြင့်နိုင်ငံတော်အဆင့်လှုပ်ရှားမှုကြီးပါလှုပ်ရှားမှုကြီးပါနော် ကိုမောင်ကတကယ်တော့အနီလဲမဟုတ်အစိမ်းလဲမဟုတ်ပါဘူးတကယ်ကိုပြည်သူတွေဘက်ကိုကြည်တယ်အမှန်တရားဘက်ကလူကြည်ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်နားလဲပေးရအတွက်ကြောင့်ပေါ့မြန်မာပြည်ပြန်မလာတော့ဘူးလားပြန်လာမှာပေါ့ဗျမြန်မာပြည်အခုကျွန်တော်ဝေဖန်နေတာဆိုတော့ကနိုင်ငံတော်ကောင်းမှုတပ်ဝေဖန်နေတာဖြစ်တယ်ဆဲဆိုနေတာမပါဘူးเนาะဆဲဆိုတော့ကျွန်တော်ကိုဖမ်းမယ်ဆိုလို့ရှိရင်ဒီအစိုးရဒီဥပဒေတွေအလီလီအလီလီချိုးဖောက်ပြီးမှဖမ်းလို့ရမှာ ဲ့လိုမှသူတို့ကဥပဒေချိုးဖောက်ပြီးဖမ်းရတာဗျာကျွန်တော်ဘာလို့ဖမ်းခံနိုင်မှာဘာနိုင်ငံတော်အဆင့်သူတို့ကကျွန်တော်ကိုဖမ်းမယ်ဆိုလို့ရှိရင်ဒါသူတို့တော့ဖမ်းရသေးတာပဲဟုတ်တယ်မလားသူတို့ကမှမရှက်လို့ဖမ်းတာပဲကျွန်တော်ဒီအဖမ်းခံဖို့ဝင်မလေးပါဘူးအဲထို့တူပဲဒေါအောင်စန်းစုကြည်ကိစ္စဒီလိုပဲပေါ့ဗျာနော်သူတို့တော့မရှက်လို့ဖမ်းသေးတာပဲဒေါအောင်စုကြည်ကထောင်ထဲဝင်ရမှာဝင်လေးပါမလားအဲလိုမျိုးပြောရမှာအာကျွန်တော်လည်းဒီလိုပဲသူတို့တော့မှဒါကိုယ်ဥပဒေကြီးကိုဟောမဲဆိုတော့ ကိုဥပဒေမျက်နှာအောင်မှာကိုကြည့်ရဲလားကျွန်တော်မေးရမှာနော်အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်ပြန်လာမှာမပူပါနဲ့နော်ဘာမလိုက်ပါဦးကျွန်တော်ဘလိုက်စရာလည်းကြောင်းမရှိဘူးနော်ပြည်သူဘက်ကပဲလို့ကျွန်တော်ပြောပြပါပြည်သူနဲ့တက်မတော်နဲ့နိုင်ငံတော်ဘက်ကပဲမှားတဲ့သူမှားတယ်လို့ကျွန်တော်လက်ညှိုးထိုးနာမည်တက်ပြီးပြောတယ်အဲ့ဒါကိုမကျင်နဲ့တဲ့သူတို့အားပေးထောက်ခံသူတွေက တို့ကောက်ွယ်စောင့်ရှောက်နေတဲ့သူတွေကကျွန်တော်ကိုဆဲဆိုတာတော့ကျွန်တော်လည်းခရီးဆိုင်မှာမဟုတ်ဘူးเนาะဒီသူနဲ့အုတ်ချုပ်ခံအတွက်ဥပဒေရှိတယ်တဲ့အုတ်ချုပ်သူအတွက်ဥပဒေမရှိဘူးလားတဲ့ Samsung အာကောင်းတယ်ဟဲ့စကားပြောတော့ပြည်သူအတွက်ကြတော့အုတ်ချုပ်မှာဥပဒေရှိတယ်သိမှန်လားအုတ်ချုပ်နေတဲ့သူတွေအတွက်ကြဥပဒေမရှိဘူးဖြစ်နေဟုတ်တယ်အဲ့အဲ့ဒါတော့သိမှန်နေရဖြစ်နေအခုပဲကြည့်ဥမင်း online လောက်ရက်တွေအားလုံးဟာ ဥပဒေဥပဒေလက်ညှိုးထိုးထိုးပြီးတော့သူ့လိုချင်တဲ့သူ့ပါဇက်ကသူ့ကင်ထားတာသူ့ဥပဒေဖြစ်နေသူ့အကျိုးနဲ့เนาะသူ့အုပ်ချုပ်ရေးကိုအကျိုးပြုမဲ့ပုံစံမျိုးတွေနဲ့ဒါဥပဒေကိုလိုသလိုပေါ့ကိုအကျိုးစီးပွားတဲ့အသေးပွဲဖွင့်လို့ဖြစ်နေเนาะအဲ့တော့ဥပဒေစာအုပ်ကိုဘသူသွားကင်လဲကင်တဲ့သူမှအကောင်ဖြစ်သွားပြီအဲ့တော့ပြည်သူကတော့အုပ်ချုပ်ခံပေါ့ဗျာเนาะ စစ်တပ်ကစစ်မှုထမ်းခေါ်တော့ပေါ်တာဆွဲတယ်ဆိုပြီးအော်ကြတယ် EAO တွေလက်ပြန်ကျူးချီပြီးတော့စစ်တင်တန်းပို့တိုက်ခိုင်းတော့ဘယ်သူမှမပြောဘူးတဲ့ဟဲဟဲတဲ့ပြောရဲတာဆိုပို့မှန်မထင်နဲ့ပိုက်ဆံမရတော့မှကြောက်တယ်သူတေချာနားမထောင်လို့ထင်ပါတယ်ရဲရဲအောင်နေနဲ့နော်အဲအားလုံးမှာမနေ့တေချာဘာကောင်းမဆိုတော့ဒီလိုတော့လည်းကိုပြောရင်တေချာနားထောင်အောင်မယ်နော်စစ်တပ်ကိုပြောတဲ့ချိန်မှာတော့ hyper sensitive ဆိုတဲ့စိတ်ရောဂါတစ်ခုလို့အကိုပြောတာကိုနားထောင်တယ် အကိုကတပုံတွေကနော်ပားရိုက်ပြီးတော့ခေါ်တယ်အိမ်တကားခောက်ပြီးခေါ်တယ်ဆိုပြီးတော့ပြောတဲ့ချိန်မှာတော့အိတ်ပြောနေလို့ရှိရင်တော့အဲဘယ်လိုခေါ်မလဲဆိုတော့ခန်းစားချက်တွေနဲ့ကိုယ်လိုက်ကိုနားထောင်နေရရောက်ပါတယ်နော်အဲ့တော့ကိုကွန်မန်လေးတွေကိုပြန်ပြီးတော့တေချာပြန်သုံးသပ်ပါအောင်လို့ပြောချင်တယ်ဟုတ်လားရှမ်းတောင်ချင်းလေးပြောပြရှမ်းတောင် AC ပဲရှမ်းတောင်မှာတက်တယ်အခုလွဲကုန်တော့ပါနော်လဲကုန်တယ်အဲတောင်ပိုင်းကတက်တယ်ရှမ်းတောင်ဘက်ကိုရောက်တယ်เนาะရှမ်းရှိကိုရောက်တယ်အပြောင်းလဲတွေလောက်လာတွေ့ရတယ်เนาะ နဲ့ရေကန်ကဘာလုံးနာကတရင်မှုပါစစ်ကြောင်းပြောင်းနေတယ်ကိုမောင်ပြောပြပါရရှမ်းလေးပဲတရင်ကပါပဲဆိုတော့တပုံဘက်ကတရင်ရဆိုလို့ရှိရင်တော့ချင်းချင်းကြီးမှယုံမလို့ပြောချင်တယ်နော်နေဝင်းတန်းရွှေဦးမင်းအောင်လာဘယ်ကောင်းမှမကောင်းဘူးသူမိသားစုတသက်စာစားမကုန်ဖြစ်သွားတာကြီးပဲအေးအဲ့ဒါတော့ဟုတ်တယ်ကြာသိလားအဲသူရာရှိအာနာပိုင်နေအားလုံးရဲ့မိသားစုတွေဟာတသက်စားမကုန်နေဖြစ်သွားတယ် အဲ့တော့လောက်ငယ်သားကြီးကြီးလိုက်တဲ့ခါမှာသူတို့ကတော့တသက်စားမကုန်ရှိတော့အဆင်ပြေတော့ဗျာနော်ဟိုလောက်ငယ်သားတွေဖြစ်တဲ့တမမူးတို့ပြူဟာမူးတို့ဟာယာဒူးပဲရှိတာသူတို့မှာဘာမှရှိတာမဟုတ်အဲ့အဆင်လေးတွေကြောင့်ဘာဖြစ်သူတို့လဲမစမ်းနဲ့စမ်းတော့တော့စားကျင်တာပေါ့နော်အစားကျင်တဲ့အတွက်ကြောင့်မလို့စားကြတယ်စားတဲ့ခါကျတော့အခုပြုတ်တယ်အထက်ကအရာရှိကြီးတွေကြတော့စားတာတွေအလုံးကိုကြီးညီလေးနဲ့ပြီးသွားတယ်အလေကအစ်င့်တွေကြတော့ ကိုယ်တို့ရဲ့ခြာစားမှုတိုက်ဖြတ်ရေးနေနဲ့ခြာတယ်။အဲ့တော့သိမှန်တယ်ဗျာသိလား။အဲ့တော့အောက်ခြေလေးတွေကလည်းကြည်စံလေးခိုးရောက်တော့ခုခုချိန်ထိကြည်စံခိုးရောက်နေကျင်းကျင်းမှုကတော်လိုင်းနေမြေတွေမှာရှိနေတော့မဲ့။နော်။အဲ့တော့စိတ်မကောင်းစရာပါ။ဘယ်နိုင်ငံကာချုပ်တွေကဆင်းရဲနေလို့လဲတဲ့။ဘယ်နိုင်ငံကာချုပ်တွေကဆင်းရဲမြန်မာပြည်ကကာချုပ်ထက်တော့ချမ်းသာတဲ့သူမရှိတော့တော့ထင်တာပေါ့။ အညာဒေသကိုမမောင်းနဲ့မင်းကအခုမှရေးရေးလေးလေးတိတာလေလို့ပြောရမှာမဟုတ်ပါဘူးမဟုတ်ပါဘူးဟုတ်ရင်လည်းဒီတိုင်းမှာပဲခင်ဗျားတို့ကသာဘတ်ဆွဲပြီးနားထောင်နေတာဘာနဲ့လားဆိုတော့ခင်ဗျားတို့တော်လိုင်းအပေးထောက်ခဲ့သူတွေကနင်းသူများဘာပြောလို့ပြောနေမှမသိဘူးသူတို့လည်းနည်းနည်းလေးအမြင်ကွဲသွားပြီတော်လိုင်းအာမပေးဘူးဆိုလို့ရှိရင်ဟာဒီကောင်ဘောမာကြီးဒီကောင်စိန်ပိန်ဆိုတဲ့ဟိုနိုင်ငံရေးအသိအမြင်အရန်နုနယ်လုံးနဲ့ခန်းစားချက်တွေနဲ့နားထောင်နေလို့ပါခင်ဗျားတို့တွေတဖြည်းဖြည်းနဲ့ကိုယ်မောင်နဲ့ထိတွေ့ပါများလာတဲ့အတွက်ကြောင့်မို့လို့ အဲခင်ဗျားတို့ရင်းကျက်လာတယ်လို့ကျွန်တော်သုံးသပ်ပါတယ်။ဦးမင်းအောင်လိုင်းအခုမှကျွန်တော်ဝေဖန်တာမဟုတ်ပါဘူး။စာလုံးရေးစကြတဲ့ကဝေဖန်လာတဲ့သူပါနော်။ဒါမှသူလှုပ်တဲ့လှုပ်တဲ့ပုံမှာမူတည်ပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းတိုးလာတော့ရှိတာပေါ့ဗျာနော်။တနေ့မြန်မာပြည်ကြီးဘလို့ဖြစ်လာမယ်ထင်လဲတဲ့။ကိုယ်တိုင်ပဲစစ်တပ်ဘက်ကဟွန်းစစ်တပ်ဘက်ကနိုင်မလားတဲ့။သူများနိုင်ငံလို့တဲ့အယက်သားအစိုးရကအုပ်ချုပ်ပြီးတဲ့တိုးတက်တဲ့နိုင်ငံဖြစ်လာမလားဖြေပြီးပါတဲ့။အဲ့တော့ တတော်လေးကိုကျောင်းမြန်မာနိုင်ငံကကဘာမှာအရှုပ်ထွေးဆုံးပြဿနာကိုရင်ဆိုင်နေရတာပါပြည်သူနဲ့တက်မတော်ကြားဆိုတာထက်ပိုနေတဲ့အတိုင်းအတာမျိုးမှာတတော်လေးကိုခက်ခဲပါတယ်နိုင်ငံကကောင်းစားဖို့မျှော်လင့်လို့မရအောင်နိုင်ငံကမပြက်စီးဖို့ပဲအဓိကထားပြီးမျှော်လင့်နေရတဲ့နိုင်ငံဖြစ်တယ်အဲ့ဒီအဆင့်ကိုအရင်ဆုံးကျွန်တော်ကြော်ပြီးမှရမယ်အဲ့ဒီအဆင့်ကိုကျွန်တော်တို့190ရှိပြီမနေကြော်ခဲ့ရတယ်နောက်ထပ်190ထပ်ပြီးတော့ကြော်နေရမယ်ပုံစံမျိုးဖြစ်နေတယ် ဲ့တော့နိုင်ငံပျက်စီးခြင်းနဲ့ဆင်းရဲခြင်းကြမှာပဲရှိပါတယ်။ကျန်တဲ့နိုင်ငံကောင်းစားမယ်လို့ဘာလို့ကျွန်တော်နိုင်ငံမျှော်လင့်လို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ဒီလက်နက်ကင်တွေကလည်းအမြဲရှိနေမှာပြဒီလိုပဲဒစ်လေနေတဲ့နိုင်ငံဖြစ်နေမှာပဲအဲ့တော့ကျွန်တော်တို့ဒီနိုင်ငံကိုအကောင်းဆုံးဥဆောင်သွားနိုင်ဖို့ကြတော့ဘာတွေလိုသလဲဆိုတော့အခုစစ်တပ်ပေါ့နော်အဲစစ်တပ်က190လုံးလုံးပေါ့ပြည်တော်စုမပြုတ်ခွဲတိုင်းသားစီလုံးညီညွတ်မှုမပြုတ်ခွဲအချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးဆိုတော့ ဒီဒုတာဝန်ရေးသုံးပါပေါ်မှာအခြေခံပြီးတော့သူတို့စူးစမ်း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 နေတာဖြစ်တယ်နော်အဲ့တော့သူတို့စူးစမ်းမှုဟာကျွန်တော်190စူးစမ်းပြီးပြီဆိုတဲ့ခါကျတော့နော်190 160ကျော်စူးစမ်းပြီးသွားပါပြီအဲ့တော့နောက်ထပ်တစ်ဖက်ပေါ့ပြည်သူစစ်စစ်ကိုအလှည့်ပေးပြီးတော့စူးစမ်းစေချင်တယ်နော်အဲ့ဒါကိုဒီစစ်တပ်ကလည်းမယုံတဲ့အတိုင်းတားလေးရှိတယ်အဲ့သူတို့ရဲ့ပြောဆိုချင်တာကဗျတိုင်းပြည်ပြုတ်ကွဲသွားမှာဆိုလို့ပေါ့ အဲ့ဒါလည်းမှန်ကန်တဲ့ကြောက်ရွံ့မှုပါပဲဘယ်လက်နက်ကင်ကမှဒီတိုင်းပြောင်းစုမပြုတ်ခွဲတိုင်းသားစီလုံးကြီးမပြုတ်ခွဲဒီတို့တော်ဝေးရေးသုံးပေါအာမခံတဲ့သူမရှိဘူးဖြစ်နေတယ်အဲ့တော့ဒီတိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေကိုလည်းခင်ဗျားတို့ကအပြစ်ပြောဖို့ကြတော့ခင်ဗျားတို့ကိုယ်တိုင်မေ့နေတာဖြစ်တယ်အဲ့တော့ဒီမြမနိုင်ငံရဲ့အခြေအနေဟာဒီနှစ်ဖက်စလုံးစစ်တပ်ကိုအပြစ်ရှာမယ်ဆိုအပြစ်တွေတပုံကြီးပဲဒီတိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေအားလုံးကအမိကျက်အမိစားခေါင်းကျက်ခေါင်းစားနော် ဘာဆိုဘာမှသုံးစားမရတဲ့ကိုချိုးစီးပွားကြည့်ပြီးနိုင်ငံကိုဖျက်ဆီးနေတဲ့အဖွဲ့အစည်းဆိုတာစစ်တပ်ကကြည့်မြင်နေရတယ်အဲ့တော့ဒီနှစ်ဖွဲ့စလုံးဟာပလင်းတူဘူးဆိုဆိုလို့ရှိရင်ခင်ဗျားတို့ကျွန်တော်ပြည်သူတွေအတွက်လုံးဝအပြောင်းလဲလုပ်လို့မရပါဘူးအဲ့တော့ဒီတိုင်းသားလက်နက်ကင်နေနော်အမိချက်အမိစားခေါင်းချက်ခေါင်းစားတခါတည်းဟိုလူမျိုးရေးအားပြိုင်နေသောညံစေမမိသေးတဲ့27ရာစုအတွေးတော်မမိသေးတဲ့တိုင်းသားလက်နက်ကင်နေလေမင်းတို့ရဲ့တော်လိုင်းရခဏရလိုက်စစ်တပ်လည်းဒုတာဝန်ရေးသုံးပေါင်းထိန်းသိမ်းမယ်ခင်ဗျားတို့လည်းခဏရလိုက် ပြည်သူစစ်စစ်ကိုအလှည့်ပေးပြီးတော့အုတ်ချုပ်ကြည့်လိုက်အဲ့ဒါဆိုလို့ရှိရင်အုတ်ချုပ်ပြီးတော့အပြောင်းလဲလုတ်ခိုင်းကြည့်လိုက်ပြာအဲ့ဒါကိုကြာတော့နှစ်ဖက်စလုံးကဘယ်သူမှခွင့်လွန်မှာမဟုတ်ဘူး KNU KIA စသဖြင့်ပေါ့ဗျာဒီဘောမစောတိုင်းရင်းသားလက်နက်ကအညီခံထားသောအုပ်စုတွေသူတို့ကလည်းပြည်သူကိုမယုံဘူးစစ်တပ်ကလည်းပြည်သူကိုမယုံဘူးအဲ့တော့ပြည်သူစစ်စစ်တွေဖြစ်လာပြီးတော့ပြည်သူလက်ထဲကို အာဏာအလုံးစုံအပ်လိုက်ပါအပ်ပြီးတော့ ပြည်သူတွေကိုစူးစမ်းခိုင်းကြည့်ပါလို့ကျွန်တော်ပြောချင်တယ်နော်ပြည်သူတွေစူးစမ်းခိုင်းကြည့်ပါအဲ့ဒီချင်းရအောင်နှစ်ဖက်စလုံးမယုံဘူးဖြစ်နေတယ်စစ်တပ်ကလည်းစစ်တပ်ကိုလည်းမနိုင်ဘူးတဲ့နော်သူများကိုလည်းမယုံကြည်ဆိုတာကတော့မဟုတ်သေးပါဘူးကွာတဲ့အေးအဲ့တော့ကျွန်တော်ပြောချင်တယ်လေနှစ်ဖက်စလုံးနော်နှစ်ဖက်စလုံးပြည်သူကိုယုံမေးပါတိုင်းသားလက်နက်ကိုင်တိုင်းသားထဲမှာလည်းနိုင်ငံရေးပါတီတွေရှိပါတယ်သူတို့ကိုယုံကြည်ပေးလိုက်ပါနော်သူတို့နဲ့ မြန်မာတိုင်းသားတွေမှာလည်းအဲ့လိုမျိုးပြည်သူချင်းချင်းချားတဲ့မှာပဲအလုလုပါစေအခုကလက်နက်တွေကင်သားပြီးတော့တကက်တရေဘောကြောင်တဲ့အုပ်စုတွေကြောင့်ကျွန်တော်နိုင်ငံပျက်စီးနေတာဖြစ်တယ်အဓိကတော့လက်နက်ကင်တွေပါစစ်တပ်ရောဒီတိုင်းသားလက်နက်ကင်နှစ်ဖွဲ့စလုံးကပြဿနာတွေပဲဒီပြဿနာတစ်ခုကသူတို့တွေရဲ့နိုင်သူတို့တွေရဲ့စူးစမ်းမှုခဏရပ်ပြီးပြည်သူကိုစူးစမ်းခန့်ကြည့်လိုက်ဗျာအဲ့ဆိုရင်တော့ကျွန်တော်တို့နိုင်ငံအခွင့်အရေးလေးတော့ပေးတင်ပါတယ်နော်290ခင်ဗျားတို့ချင်းချင်းနဲ့တိုက်ခဲ့ကြပြီးသွားပြီဟွန်းဟွန်း ကရင်ကိုတဲ့အိမ်ကျက်လို့တော့ပြောဘူးတဲ့ကျွန်တော်ပြောတဲ့အတိုင်းနဲ့ရိုက်တောင်မရရသေးဘူးတဲ့ကြက်နာကျိုးပြီးမျိုးတုံးကုန်ပြီတဲ့နော်နေတိုင်းချင်းနဲ့ဆရာကြီးပဲမမောင်းနဲ့မှန်ပါလေကျေးဇူးများကြီးတင်ပါလေစစ်တပ်အုပ်ချုပ်လို့ကောင်းစားရနိုင်ငံရှိလို့လားဟုတ်တယ်တပုံအုပ်ချုပ်လို့တပုံများလို့ကောင်းစားရနိုင်ငံလည်းမရှိပါဘူးမြန်မာနိုင်ငံလာပြီးတော့ဝေဖန်ကြည့်ပါလားဗာဖြစ်သွားမလဲဆိုအဲကြောင့်မလို့ပြည်သူတွေအတွက်အခွင့်အရေးမရှိဘူးပြည်သူတွေအနေနဲ့က နိုင်ငံရေးကိုဝေဖန်ခြင်းနဲ့ဆိုလို့ရှိရင်ပြည်ပမှာနေနေမနေလို့ရှိရင်တနေရမှာလုံခြုံတဲ့နေရာမှာနေလို့နေရလိုက်ဘာကြောင့်လဲနှစ်ဖက်စလုံးကြောက်ရတာစစ်တပ်ကလည်းသူ့ကိုပြောမိရင်ထဲ့တာပဲတပုံကလည်းသူ့ကိုပြောမိရင်တတ်တာပဲအဲ့တော့အဓိကခင်ဗျားတို့ဒီနှစ်ဖွဲ့စလုံးခင်ဗျားတို့မုံရမှာခင်ဗျားတို့စစ်တပ်ကြီးတခုတော့စစ်တပ်တခုတော့ကွက်မုံနေလို့မရဘူးနော်ဒီလက်နက်ကင်တွေပါခင်ဗျားတို့မုံရမှာအဲ့တော့ဒီနှစ်ဖွဲ့ကိုခဏခေါင်းနှစ်ဖက်ကိုစုပြီးတော့တစ်ခါခေါင်းချင်းရိုက်ပြီးတော့ပြည်သူတွေအားလုံးရဲ့အခွင့်အရေးကိုပေးကြည့်ပါ အဲ့ဆိုရင်တော့မြန်မာနိုင်ငံဟာမတူညီသောနိုင်ငံရဲ့အခင်းအကျင်းနဲ့မတူညီသောဘဝတစ်ခုရမယ်လို့ကျွန်တော်မျှော်လင့်နေတာနော်စစ်မှုထမ်းတွေကရဲတောက်တွေအများစုဖြစ်လာရေးနဲ့ဘယ်လိုဖြစ်နိုင်မလဲဖြေပြပါစစ်မှုထမ်းတွေကရဲတောက်ပေါ့အနီတွေအများစုကစစ်မှုထမ်းလာရင်ဘာတွေဖြစ်လာနိုင်တယ်လဲဆိုတဲ့ခါကျတော့အဲ့ချိန်ညာသူတို့စစ်တပ်ရဲ့ဒုက္ခကိုနားလည်လာလိမ့်မယ်အဲ့ချိန်ညာသူတို့အရင်နဲ့မတူတဲ့ဇာတ်ကားတွေပြောလာလိမ့်မယ်စစ်တပ်ရဲ့စစ်သားဘဝကိုနားလည်လာလိမ့်မယ် စစ်သားတွေဘာကြောင့်မှရှိနေရဆိုတာသူတို့နားလည်လာလိမ့်မယ်နော်အဲ့တော့ရဲရဲတင်တော့ကိုကျွန်တော်ပို့အောင်ကြိုက်တယ် NLD တွေအကုန်လုံးစစ်မှုထမ်းပြီးတော့သူတို့တွေအကုန်လုံးအကာကျုပ်တွေပါခတ်မိလိုက်နော်အဲ့တော့အဲ့တို့တွေအားလုံးကနိုင်ငံရေးကိုလုံနေပြီဆိုလို့ရှိရင်ဟာစစ်ငါတို့ပြည်သူဘဝကတော့စစ်တပ်ကိုဆဲလိုက်ကြတာငါတို့စစ်သားဘဝရောက်တော့မှငါတို့လည်းစစ်တပ်နဲ့တူဒေါ်စုကြည်လည်းဒီလိုပဲလေဒေါ်စုကြည်လည်းသူအတိုက်ခံဘဝကတော့စစ်တပ်ပဲဘာလုံးလုံးတခါလဲပြောတာပြည်သူကိုဒုက္ခမပေးနဲ့ဟလားအပြည်သူနဲ့ပတ်သက်လာရင်အစိုးရမှတာဝန်ရှိတယ် တကယ်တကယ်တမ်းသူ့ကိုနိုင်ငံရေးအာဏာလဲပေးလဲပေးလိုက်ရောချက်ချင်းလငယ်သူ့ရဲ့အတန်တွေက ပြောင်းထွက်သွားတယ်အဲဒါကြောင့်မလို့မတူဘူးเนาะအနီတွေအခုချိန်မှာတော့စစ်တပ်ကိုတော်လန်ကောင်းတော်လန်လိုက်မယ်သွားကွာမင်းအနီတွေအကုန်လုံးဘိုးချုပ်ဘိုးရာထူးအကုန်ယူသွားစစ်သားလဲအကုန်အနီဆိုလို့ရှိရင်အဲစစ်တပ်ရဲ့နှဆဆိုးသွားပြီတော်စုကြည်လားအဲ့လိုပဲလေသူအပြင်မောင်ကဆဲတယ်တကယ်တကယ်တမ်းစစ်တပ်ရဲ့ဘောမဆိုချိန်ကန်ဥပဒေနဲ့ဆိုးရလဲဖြစ်တယ်ဖြစ်သွားတခါတည်း तू ကစစ်တပ်တဲ့ပုံဆိုးနေအဲ့လိုပုံစံမျိုးတွေဖြစ်နေတာအနားလေသွားလိုက်မယ်နော် စစ်တပ်ထဲမှာ25ရာခိုင်နှုန်းဘာကြောက်ယူတာလဲဆိုတော့အေးပေါ့နိုင်ငံရဲ့အခြေအနေရပါလေဒီလိုမျိုးဒါကျွန်တော်လည်းမကြိုက်ပါဘူးမကြိုက်ပြင်မဲ့ကျွန်တော်နိုင်ငံရဲ့အခြေအနေရအသွင်ကူးပြောင်းခြင်းဆိုတော့ရှိသေးတာဟုတ်ဒီမိုကရေစီကိုဝုန်းနိုင်ပေးခြင်းနဲ့ဆိုတာရှင်အသွင်ကူးပြောင်းခြင်းကိုသွားတာနော်အဲ့ဒါအဲ့ဒီကိစ္စအဲ့ဒါပါနိုင်ငံတိုးတက်ချင်ရင်တဲ့တူးစီရစီကတ်ရှိရမယ် လက်နက်ကင်အကုန်လုံးလက်နက်စုံစပွဲပေါ်စပွားစကားဝိုင်းအဲ့ကိစ္စကိုကျွန်တော်ပြောတာနော်အဲ့ကိစ္စကိုကျွန်တော်ပြောတာနော်အဲ့တော့ပြည်သူတွေအခွင့်အရေးပေးကြည့်ပါပြည်သူဘယ်သူမှအခွင့်အရေးမပေးဘူးဒေါ်စန်းစုကြည်အစိုးရဖြစ်တဲ့ချိန်မှာဟာခင်ဗျားတို့နှစ်60နှစ်90အုပ်ချုပ်ပြီးပြီဗျာဒေါ်စုကြည်အခွင့်အရေးပေးကြည့်ဒါသိမှန်တာပေါ့နော်ထို့တူပဲကျွန်တော်တို့ပြည်ပြည်နယ်တွေမှာပါတီရှင်တို့အခွင့်အရေးပေးလိုက်ပါလက်နက်ကင်တွေခင်ဗျားတို့ဖြစ်နိုင်လို့ရှိရင်ဗျာနော်ဟိုခင်ဗျားတို့ကြောင့်နိုင်ငံပြတ်စည်းနေတာ စစ်တပ်တဲ့ကြောင့်လည်းနိုင်ငံပြည်စည်းနေဖြစ်တယ်လို့ဒီလက်နက်ကင်တွေကြောင့်လည်းနိုင်ငံပြည်စည်းနေဖြစ်တယ်အဲ့တော့ခင်ဗျားတို့တွေဖြစ်နိုင်ပြည်သူကိုစစ်စစ်ကိုအခွင့်အရေးပေးလိုက်ပါနော်ပြည်ပြည်တဲ့ချင်းတွေပြောပါအောင်လည်းကောင်းပါရဲ့နော်မင်းကမြန်မာနိုင်ငံကဗါတယ်လေ။တိုင်းသားကောင်းကောင်းပြေဘူး။ပေါ်တော်ဆဲရတာပြောနေကြတာလေ ကျွန်တော်ညီမြမပြည်ပြန်လာတယ်တငယ်ချင်းတွေပြန်နေရဘာမှမဆွဲရဘူးကြည့်အေးပေါ့အဆွဲမခံရသေးလည်းရှိသလိုအဆွဲခံရသေးလည်းအများကြီးရှိရနော်ညီကောင်များလက်နက်ကင်ပေါ်လာတာဘာသူကြောင့်လဲတဲ့အေးအဲ့ဒါကြောင့်မို့ပေါ့လက်နက်ကင်နေနေဟုတ်တယ်လက်နက်ကင်နေကစစ်တပ်ရှိလို့ပေါ်လာတာဆိုပြီးတော့စစ်တပ်ကိုလက်ညှိုးထိုးထိုးပြီးတော့သူတို့ကလည်းလက်နက်ကင်ဘာဝလာတာစစ်တပ်ကလည်း လက်နက်ကင်တွေရှိလို့ဆိုတော့လက်နက်ကင်စက်တက်ဘာဝါစစ်ဘာဝါတဲ့လက်ကင်လက်နက်ကင်ဘာဝါတွေဖြစ်နေဒီနှစ်ဖွဲ့စလုံးကိုခင်ဗျားတို့စန့်ချင်ရမယ်ဆိုတော့မသိဘဲနဲ့အားရင်ဒီစစ်တက်ဥမင်းအွန်လိုင်းဘာညာပဲဖြစ်နေတဲ့ခင်ဗျားတို့ပြည်သူတွေရဲ့အသိဉာဏ်လည်းမိကုန်ထောက်အောင်မှာဖြစ်နေတယ်မြန်မာနိုင်ငံကပြည်သူ80ရာခိုင်နှုန်းက NLD ကိုအားပေးကြတာအမှန်တရားပါအဲ့တော့ခင်ဗျားတို့စိတ်သက်ရှိတာပြောလို့မရဘူးလေနော်ဒါတွေအားလုံးကလက်လက်စွာရွေးကောက်ပွဲမှာမဲပေးခွင့်မှာကြည့်ရမှာပါနော် လမ်းမပေါ်ထွက်တိုင်းလည်းအမှန်တရားမှမဟုတ်တာလမ်းမထက်ကအမှန်တရားကခင်ဗျားတို့ဟိုပေါ်ပြူလာပေါ့ဥပမာဖြစ်မဖြစ်မနေမှုထွက်တဲ့သူတွေရှိတယ်ဟိုတလန်ဆွဆွဲခံမှုထွက်တဲ့သူတွေရှိတယ်ပြဿနာဒူမူရေးရထွက်တဲ့သူရှိစီကံရထွက်တဲ့သူအကုန်လုံးပေါ့ဗျာနော်ဟိုအเจ้าမျိုးကြောင့်ထွက်တဲ့သူတွေရှိတယ်အဲ့ဒါကြီးကိုကြည့်ပြီးတော့ဆိုတော့ခင်ဗျားတို့နည်းနည်းလေးလိုပါသေးတယ်လက်နက်ကင်မှန်သမျှစစ်တပ်မွေးတာဟုတ်တယ်စစ်တပ်ကိုလည်းအပြုတ်တိုက်မယ်ဆိုတော့ စစ်ဘက်ကိုလည်းလက်နက်ကင်တွေကအပြုတ်မတိုက်နိုင်ဘူးလားတိုက်နိုင်ရသားနဲ့မတိုက်ပဲထားတာလားဆိုတော့မေးကြည့်လိုက်ခုတစ်တုံညာနှစ်ခွန်ခင်ဗျားအဲ့မေးကြည့်လိုက် လက်နက်ကင်ကိုစစ်တပ်ကမွေးတာလားလက်နက်ကင်ကစစ်တပ်ကိုမွေးတာလားဆိုတော့ခင်ဗျားတို့အဲ့ဒီမှာတိတိကျကျကြည့်ရပြီအခုခင်ဗျားတို့သိညာပြီနော်ထားပါတော့ဝါရောမိုင်းလာရောမြောက်သုံးကောင်ရောနော်ကချင်ရောနော် KIA ပေါ့အကုန်လုံးအားလုံးအားလုံးအားလုံးပေါ့နော်စုစည်းပြီးစစ်တပ်ကိုတိုက်မယ်ဆိုလို့ရှိရင်မနိုင်စရာတော့ ဘယ်လိုခေါ်မလဲနိုင်မယ်လို့နိုင်မဲ့ခြေနေကိုဖော်ဆောင်လာနိုင်တယ်။ဒါပေမဲ့ဒီခြေနေကိုမဖော်ခြင်းတဲ့အတွက်ကြောင့်မို့လို့ကိုစစ်တပ်ကိုမွေးနေတာကလက်နက်ကင်ဖြစ်နေတာပဲခင်ဗျားတို့မေ့ထားဖို့မလိုတယ်နော်။လုံးဝမေ့မထားသင့်တဲ့အရာတွေကပါလေစစ်တပ်ကိုမွေးထားတာလဲလက်နက်ကင်ဖြစ်တယ်လို့လက်နက်ကင်ကလည်းစစ်တပ်ကိုမွေးထားတာဖြစ်တယ်။ဒီနှစ်ဖွဲ့စလုံးကိုခင်ဗျားတို့ကသိရမှာပါနော်။ဟုတ်လားအဲ့တော့ခင်ဗျားတို့ကျွန်တော်မေးကြည့်ပါညာစစ်တပ်ကလက်နက်ကင်တွေကိုမွေးထားတာလားလက်နက်ကင်တွေကစစ်တပ်ကိုမွေးထားတာလား ။ခမောက်ဘလူဖြေရဲတယ်။ဘလူဖြေရဲလေခမောက်တို့အဲ့တခုဗျာစစ်တက်ကမွေးတာလားလက်နက်ကန်စစ်တက်ကမွေးတာလား။အာခမောက်ဖြေရဲဖြေကြည့်ကိုမမောင်ပြောတာကွက်တိပဲတဲ့ကျုပ်ကဘဲကစဘဲကိစ္စဖြစ်နေပြီဟိုမြောက်ဖြည့်ကြည့်လေမြောက်မဖြည့်ရဲဘူးမလားစစ်တက်ကမွေးပါတယ်လို့ပြောတဲ့သူတွေ လက်နက်ကင်ကစစ်တပ်ကိုမွေးတာလားစစ်တပ်ကလက်နက်ကင်ကိုမွေးတာလားလောက်စမအောင်ခင်ဗျာနော်စစ်တပ်ကမွေးတာလက်နက်ကင်ကမွေးတာအဲစစ်တပ်ကမွေးတာလက်နက်ကင်လက်နက်ကင်ကစစ်တပ်ရှိနေအောင်မွေးတာအခုခင်ဗျားတို့မှကြည့်လေအပြုတ်တိုက်မယ်လားဆိုလို့ရှိရင်စစ်ကိုစစ်နဲ့တူအောင်တိုက်မှာဘယ်သူမှမတိုက်တော့ဘူးအကောင်လုံးအကောင်လုံးနားတဲ့သူနားပြေးတဲ့သူပြေးဆုပ်တဲ့သူဆုပ်ကုန်ပြီခင်ဗျားတို့လက်နက်ကင်တွေကစစ်တပ်ကိုမွေးနေတာအဲ့ဒါလဲမှားသလား စစ်တပ်ကအရင်ဖြစ်တယ်စစ်တပ်ကမွေးတာခင်ဗျားတို့တေးချမဖြစ်ရတော့ပါဘူးနော်ခင်ဗျားစဉ်းစားကြည့်လိုက်လေအခု NUG ကခေါ်နေတယ်ဒီဒီနဲ့ဟလာအပြုတ်တိုက်တော့မယ်ဆိုတဲ့ခါကျတော့ PNL လေးကပါဖြစ်တယ်နောက်ဆုတ်သွားတယ် MND နောက်ဆုတ်သွားတယ်ဝါဝင်ပါမှာမပါဘူးမိုင်းလာဝင်ပါမှာမပါဘူးစစ်တပ်ကမွေးတာဟာတဲ့စစ်တပ်မရှိရင်အုပ်ချုပ်လို့မရဘူးတဲ့อืม ဟုတ်စစ်တက်ကလက်နက်ကင်ဝင်တယ်အဲ့ဒါကိုခင်ဗျားတို့ကိုယ်တိုင်မဖြေနိုင်မဲ့ပုံစံမပေါ်ပါဘူးဟုတ်လို့သတွေးခွဲရနှစ်ဖက်စလုံးအဲ့တော့ခင်ဗျားတို့လက်နက်ကင်နေအားလုံးကစုလိုက်ဗျာစစ်တက်ကြီးပြုတ်ထွက်သွားရင်တော့ဒါပါတော့စစ်တက်ကြီးပြုတ်ထွက်ပုံမဟုတ်ခင်ဗျားတို့လက်နက်ကင်ဆိုရင်စစ်တက်လက်နက်ချသွားတယ်ဗျာခင်ဗျားတို့တိုင်ငံလုံးအုပ်ချုပ်မယ်နိုင်ငံလုံးမပြုတ်ခွဲဘူးဆိုခင်ဗျားတို့အုပ်ချုပ်လဲကျွန်တော်ခံမယ်နော်ဥပဒေကအုပ်ချုပ်ခင်ဗျားတို့ဒီဝါတော့ဖြစ်တဲ့အဲ့မှာတကွက်ထဲမှာယူပါနဲ့ဖြစ်နိုင်တိုင်ငံလုံးယူအထွန်းမြန်နိုင်အဲ့ဒီဟိုပရိုဂရမ်ဆိုအေအေခေါင်းဆောင်လည်းပြောကျင်တယ်နော်မင်းအဲ့ဒီတနေရာထဲမှာယူနေနဲ့ဖြစ်နိုင်တိုင်ငံလုံးမင်းအုပ်ချုပ် ဲ့လိုမျိုးကြဘူးမှမအုပ်ချုပ်ခြင်းအလကနေရာမရတိုင်းလက်နက်ကင်ပြီးတော့ပြဿနာရှာတာကိုရည်ချင်းမရှိတော့နေရာမရတော့ကိုကိုကိုအပြစ်မတည်ဘူးနော်တခါတည်းဟိုဘယ်လိုမှမဆိုတော့အစွန်ရောက်တွေကိုသွေးထိုးပေးပြီးတော့တခါတည်းလက်နက်စကင်တယ်ဒါပဲခင်ဗျားတို့အဲ့ဒါကြောင့်မနော်လမ်းပေါ်ကားတွေကိုအစမတန်တောင်းနေတာကိုပြောပြပါဦးနော်။အဲဒီပတ်စံတောင်းတဲ့ကိစ္စတွေကလည်းဗျာတော်တော်လေးစိတ်ညစ်ဖို့ကောင်းနေပါပြီနော်။ လမ်းပေါ်မှာပြည်သူတွေကိုဘလို့ဖြစ်နေတာဒီခုချိန်မှာခင်ဗျားတို့စစ်တပ်ကလည်းပြည်သူပဲဒုက္ခပဲ PDF ကလည်းပြည်သူပဲဒုက္ခပဲအဲ့တော့ကြောင့်မလို့ခင်ဗျားတို့ကျွန်တော်ပြောချင်တာလက်နက်ကင်လမ်းစဉ်ကိုအာမပေးပါနဲ့အာမပေးပါနဲ့ဆိုတော့ခင်ဗျားတို့ပြည်သူတွေအတွက်ပြောနေတာနော်ခင်ဗျားတို့ကမသိဘူးအဲ့မျိုးပြောလိုက်ဟာစစ်တပ်စစ်ဘောမကြီးခင်ဗျားတို့အသိဉာဏ်တွေကလည်းပြည်သူအသိဉာဏ်ကလည်းတကယ်တကယ်ဘောတုံးစားမရတဲ့အသိဉာဏ်တွေဖြစ်နေတာနော်ပြည်သူအသိဉာဏ်လက်နက်ကင်လမ်းစဉ်လက်နက်ကင်တစ်ခွဲပေါ်လာရင်ဘယ်သူမှမကြွေးရအောင်ခင်ဗျားတို့ပဲကြွေးရမှာစစ်တပ်ကလည်းမကြွေးရအောင်နော် ခင်ဗျားတို့အဲ့ဒီဒေတာမှာနေတဲ့ပြည်သူတွေအားလုံးအဲ့ဒီလမ်းခီးကိုသွားနေပြည်သူအားလုံးကြည့်ရမှာ PDF ဒီအားပေးလိုက်တဲ့အဲ့ဒီနယ်ခီးသွားသူတွေအကုန်လုံးအဲ့မှာအကုန်လုံးလမ်းစိတ်တွေပေးနေရပြီနော်သူတို့တွေကလည်းစစ်တိုက်ဖို့အတွက်ပတ်စံလို့လည်းကြီးလို့လည်းစားဖို့လို့လည်းခင်ဗျားတို့ပဲပေးနေရတာခင်ဗျားတို့ကိုယ်တိုင်လည်းပြည်သူကိုယ်တိုင်လည်းအားကြောင့်လက်နက်ကင်လမ်းစုံအားမပေးနဲ့အယောင်ကွဲတာဘာမှမဖြစ်ဘူးတော်စုကြည်လည်းအားမပေးဘူးဟမ်ဘာလဲလဲအင်းကတိုင်းရင်းသားတွေကိုဝေဖန်နေတယ်တိုင်းရင်းသားတွေအုပ်ချုပ်တာကိုခံဘူးလား တော့တိုင်းသားအကြောင်းဥမချီခသိပါကြည်လေးလေနော်အဲ့တော့ဆိုလိုချင်တယ်နော်ခင်ဗျားတို့မြန်မာနိုင်ငံမှာမတရားမှုကစစ်တပ်တစ်ဖက်တည်းမှာရှိတာမဟုတ်ဘူးခင်ဗျားတို့အဲ့ဒီအမိန့်ချက်မိစားကောင်းချက်ကောင်းစားနော်တရားစာတအတွက်အလုံးလုံးနေတဲ့လက်နက်ကင်တွေမှာလည်းအများကြီးရှိတယ်အဲ့တော့စစ်တပ်ကြီးတခုရဲ့ခင်ဗျားတို့မမုန်းနဲ့ကျွန်တော် like ကိုတဖြည်းဖြည်းကြည့်လာလို့ခင်ဗျားတို့ကျွန်တော်ရဲ့အယူဆအောင်နားလည်လာလိမ့်မယ်နော်ခင်ဗျားတို့တွေတဖြည်းဖြည်းနဲ့အခုဆိုကျွန်တော်နားလည်လာကြအားပေးလာကြဝမ်းသာတယ် ဒါကျွန်တော်ရဲ့နိုင်ငံရေးအယူဆစာလုံးရင်စတဲ့အခုချိန်တည်းကဒီတိုင်းပဲနော်လက်နက်ကင်လမ်းစဉ်လုံးဝအာမပေးဘူးနိုင်ငံရေးကိုနိုင်ငံရေးနဲ့ဖြည့်ရှင်ရမယ်ဒါပဲကွန်မန်ဒီနေလောက်ပိတ်တာလားဟုတ်သားပဲဒါနဲ့ကျွန်တော်အလုပ်သွားမှာကျေးဇူးများကြီးတင်တယ်နော်ကျွန်တော် like လေးနေနေချပြရစေနော် ဘယ်တိုင်းသားလက်နက်ကင်ကာချုပ်ဖြစ်ဘူးလဲမေးကြည့်ရဘယ်တိုင်းသားလက်နက်ကင်ကနိုင်ငံတော်မပြုတ်ခွဲစီအောင်ဆိုပြီးတော့အာမခံဘူးလဲဆိုမေးရမှာဟုတ်နော်ကိုမမြမပြည်လမ်းပြန်လာပြီးတရားဟောပွဲလုပ်ရင်တိတ်ကောင်းမှာပြောလို့မလုပ်မလုပ်မှာနော်အခြေစဉ်အများကြီးတပါလားကျောင်းလိုက်လေးချပြတော့